ထက်ထက်မဟုတ်ဘူးပုံရွှေဘွားကနေပြီးထက်ထက်မဟုတ်ဘူးဆိုပြီးတော့ကိုကစပြီးတော့ခေါ်ရိုက်ခဲ့ဟိုငါကတော့သူ့ကိုမင်းသမီးဖြစ်ပါစေဆိုတင်ခဲ့တာတော့မဟုတ်ဘူးသူ့ကိုတော်တော်များများဟိုကမတိသေးတဲ့အချိန်မှာရိုက်တာတွေကလာပြီးတော့ရှူတင်မန်နေဂျာတွေကလာပြီးတော့မှဒီကောင်မလေးနဲ့ရိုက်ပေးဖို့သူကဘာလို့လဲအာရုပ်ကလေးကတော့မစိုးဘူးသူကဒါမုံရွှေအခုမင်းသားနဲ့ရိုက်မယ်ဆိုရင်ထက်ထက်မဟုတ်ဘူးလို့နာမည်ပြောင်းမယ်ဆိုကိုနဲ့ငါးကားတွေ့ဒီပြင်းမင်းသမီးနဲ့ကိုမရိုက်တော့ဘူးနဲ့သူနဲ့ငါးကားတဲ့ရိုက်ဖြစ်တယ် သူ့ကိုငားကားတဲ့ကိုရိုက်လိုက်တဲ့အချိန်မှာအဲ့ဒီအဆပ်ပေါ်သူကလည်းထက်တယ်မဟုတ်ဘူးလို့ဖြစ်သွားတယ်။ကိုကတော့ကိုပြက်တန်းနေတဲ့အတိုင်းပဲပေါ့နော်။လူမြေလောကကိုတောက်လျှောက်ပြက်တန်းလာပေါ့။သူကမုံရွှေပွားနေဟိုပရိသတ်လည်းမသိဘူး။သိလေကားလည်းမရရောဘူးမှလည်းသိလည်းမခံဘူး။အဲ့ဒီကနေမှကိုနဲ့မှဘလို့လာပြီးတော့ကိုနဲ့ဒမန်းဖြစ်သွားလို့တော့မသိဘူး။ကိုနဲ့ဆိုင်တဲ့ကားမှာထက်တယ်မဟုတ်ဘူးလို့သူပြောင်းပြီးတော့မှအဲ့မှာဆက်ပြီးတော့ရိုက်လိုက်။ကိုနဲ့ရိုက်တဲ့နေရာဆက်ပြီးတော့တောက်လျှောက်သူ ဖုတ်တက်သွားတာပေါ့ကျွန်တော်ဟိုသူ့အကြောင်းတရားလည်းကောင်းသွားတာပေါ့အချိန်ကျသွားလို့ပဲပြောမစုံမိတော့အဲ့ဒီငါးကားရိုက်ပြီးတည်းကဖက်မုံနဲ့ဒီနေ့အချိန်ကြီးမစုံမိတော့တာမန်ကသူ့လည်းဘာမှမဟုတ်သေးတဲ့ကကြတော့တာမန်ဖက်မုံကပေါ့ဒါပေမဲ့သူ့ကိုကဝါရှိတယ်အခုလိုခေတ်တော့ဝါရှိရရန်ခက်သားတာပြောဝါရှိရိုက်တဲ့အချိန်မှာသူကဝါရှိတစ်ချက်ကိုတသိန်းခွဲနှစ်သိန်းလောက်ယူနေပြီတသိန်းခွဲနှစ်သိန်းတော့အဲ့ဒီအရန်တံမိုးရှိတဲ့အချိန်အဲ့ဒီမှာကိုယ်ကိုလာပြီးတော့ရိုက်ပေးသွားတယ် ရိုက်ပြီးွားတဲ့အချိန်မှာ तू ကဘလောက်ပေးရမလဲပြီးတော့ तू ကစိတ်တွေဆိုတာဘာလို့ပြောလဲတော့ तू ကအသီးတွေပေါ့ तू ကလည်းအမြဲတမ်း shooting သွားတိုင်းကို့မှာအသီးတွေအစားအသောက်တွေအမြဲတမ်းပါတယ်အာ तू ကိုပန်းသီးကျွေးတယ်ဒါအာ तू ကိုပန်းသီးကျွေးတယ်အဲ့ဒါလေးတခုပဲမှတ်မှတ်ရပါတော့ तू ကဖြစ်သွားပြီးတော့အဲ့နောက်ပိုင်းမတွေ့ဖြစ်တော့ဘာပေါ့အဲ့တုန်းကတော့ဟိုဘယ်လိုပြောမလဲ ဒါလေးကကြုံလို့ပြန်ပြီးပြောပြတာပါပထမအင်တာဗျူးတွေမှာလည်းပြောခဲ့တယ်ထက်ထက်မဟုတ်ဘူးမုံရွှေကြီးဘွားကနေပြီးထက်ထက်မဟုတ်ဘူးဆိုပြီးတော့ကိုကစပြီးတော့ခေါ်ရိုက်ခဲ့တယ်ဟိုငါကတော့သူ့ကိုမင်းသမီးဖြစ်ပါစေဆိုတင်ခဲ့တာတော့မဟုတ်ဘူးသူ့ကိုပထမမှာဟိုကမတိသေးတဲ့အချိန်မှာဒါရိုက်တာတွေကလာပြီးတော့ရှူတင်မန်နေဂျာတွေကလာပြီးတော့မှဒီကော်မလီနဲ့ရိုက်ပေးဖို့သူကဘလို့လဲအယုတ်ကလေးကတော့မစိုးဘူးသူကဒါမုံရွှေကြီးအခုမင်းသားနဲ့ရိုက်မယ်ဆိုရင်ထက်ထက်မဟုတ်ဘူးလို့နာမည်ပြောင်းမယ်ဆိုတော့ကိုနဲ့ငါးကားတွဲဖို့ ဒီပြင်းမင်းသမီးနဲ့ကိုမရိုက်တော့ဘူးနဲ့သူနဲ့ငားသွားတဲ့ရိုက်ဖြစ်တယ်သူ့ကိုငားကားတဲ့ကိုရိုက်လိုက်တဲ့အချိန်မှာအဲ့ဒီကစပါသူကလည်းထက်ရမလို့လို့ဖြစ်သွားတယ်ကိုကတော့ကိုဖြတ်တန်းနေတဲ့အတိုင်းပဲပေါ့နော်နုပညာလောကကိုတောက်လျှောက်ဖြတ်တန်းလာပေါ့20နှစ်ပြည့်ကြံကြီးမှာကိုနုပညာလုံကလုံးဝရန်နာပြီးတော့မှဟိုဘယ်လိုပြောလဲစီးပွားရေးနယ်ပယ်တဲ့ဝင်နေအဲ့ဒီအချိန်ကြီးလည်းတရားကိုမလိုက်နိုင်သေးဘူးခုနနာခဲ့တဲ့တရားလေးပဲရှိတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာအဲ့ဒီခုနမြောက်ကလာဆရာရဲ့ကိုစိုးဝန်လိုင်းရဲ့ကျေးဇူးကြောင့် ဒီသစ္စာလေးပါအမြတ်တရားကိုပိုင်ပိုင်နဲ့နဲ့သိလာတော့ဥပညာနဲ့ပူဝေးသွားတော့ပေါ့တော့ဆမထက်နဲ့အောင်ဆုံးဖြစ်သေးတာခုနောက်ပိုင်းမဆုံးပြီတော့အဲ့ဒီငါးကားရိုက်ပြီးတည်းကဆက်လက်မုန်းနေဒီနေ့ချိန်ကြီးမဆုံးပြီတော့ငါးကားလေးရောမှတ်တယ်ပြပြလို့ရတယ်ခေါင်းစဉ်တွေမှတ်မိတာကားနဲ့ပဲဟိုကြားတခုံယုံနေပြီးတော့တည်တယ်ဟိုလေဒရိုက်တာပညာရိုက်သွားတယ်ကားလေးကိုပညာကလည်းဆုံးသွားတယ်အဲ့ကားလေးတကားပဲမှတ်မိတော့ကျန်တဲ့ကားကြီးတော့မမှတ်မိတော့ခြတိတ်အဲ့တို့အမခြတိတ်ကဒရိုက်တာမော်ဒန်နားရိုက်တာ ခုနကအဖေ့ဆရာရင်အဲ့ဒါရိုက်တာမော်ဒန်ရဲ့ခြေထက်ကခြေထက်ကနိုင်ငံတော်ကားဖြစ်သွားတယ်အရန်ပောက်ခဲ့တာလောင်ကျွမ်းနေတဲ့နှလုံးသားလောင်ကျွမ်းနေတဲ့နှလုံးသားရိုက်တာမော်မော်မြင့်လေရိုက်တာအဲ့ဒါတွေကဟိုခေဦးမာတွေကရိုက်ခဲ့တဲ့ကားတွေဆိုင်တော့မလေးမုံရွှေရက်နေဘလို့ထက်တဲ့ဘူးပြောင်းပြောင်းသွားတယ်အဲ့ဒါအသေးတယ်ပြပြလို့ရတာသူကမုံရွှေပွားနေဟိုပရိသတ်လည်းမသိဘူးသိလေကားလည်းမရရဘူးဘယ်သူမှလည်းသိလက်မခံဘူးအဲ့ဒီကနေမှကိုနဲ့မှဘလို့လာပြီးတော့ကိုနဲ့ demand ဖြစ်သွားလို့တော့မသိဘူး ကိုနဲ့စားရတဲ့ကမ်းမှာထက်ထမိုးလို့သူပြောင်းပြီးတော့မှအဲ့မှာစားပြီးတော့ရက်လေကိုနဲ့ရက်လေတွေစားပြီးတော့နောက်လျှောက်သူခုတ်တက်သွားတာပေါ့ကျွန်တော်ဟိုသူ့အကြောင်းတရားလည်းကောင်းသွားတာပေါ့အချိန်ကျသွားလို့ပဲပြောတယ်ဘလို့လို့ရှိတယ်ငငယ်တော့အမှတ်တရလေးနဲ့ကြွရပြန်မထက်နေကြပထမဆုံးအိစားဆုံးတော့ပေါ့ကားတွေပါအဲကားရိုက်တဲ့အချိန်မှာတော့ဟိုတာမန်ကသူ့လည်းဘာမှမဟုတ်သေးတဲ့ကားကြတော့တာမန်ခက်ရမို့ဘောပါဒါမဲ့သူ့ကိုကဝါရှိတယ် အခုတို့ကတော့ဝါရှိရရန်ခက်သားတာပြီးတော့ဝါရှိရိုက်တဲ့အချိန်မှာသူကဝါရှိတစ်ချက်ကိုတသိန်းခွဲနှစ်သိန်းလောက်ယူနေပြီတသိန်းခွဲနှစ်သိန်းတော့အဲ့ဒီအရန်တံမိုးရှိတဲ့အချိန်အဲ့ဒီမှာကို့ကိုလာပြီးတော့ရိုက်ပေးသွားတယ်ရိုက်ပေးသွားတဲ့အချိန်မှာသူကဘလောက်ပေးရမလဲပြီးတော့သူကစိတ်တွေဆိုးတာဘာလို့ပြောရလဲတော့ကိုကအသီးတွေပေါ့ကိုကလည်းအများနဲ့ရှူတင်သွားတိုင်းကို့မှာအသီးတွေအစားအသောက်တွေအများနဲ့ပါတယ်အာသူ့ကိုပန်းပြီးကျွေးတယ်ဒါအဲ့သူ့ကိုပန်းပြီးကျွေးတယ်အဲ့ဒါလေးတစ်ခုပဲ မှတ်မှတ်ရပါတော့သူကဖြစ်သွားပြီးတော့အဲ့နောက်ပိုင်းမတွေ့ဖြစ်တော့ဩအခုအလကားရိုက်ပြီးပါပဲဟုတ်တယ်အလကားရိုက်ပြီးပါဗျာမအနုပညာကြီးမယူပါဘူးကိုဆိုအဲ့ဒီတုန်းကကြတော့ရွှေတကြသားဘယ်လောက်လဲသူတသိန်းနဲ့တသိန်းရတယ်ရှင်ရွှေတကြသားမှအဲ့တုန်းကဘယ်လောက်ရှိမလဲ5600တောင်းလို့ရှိတယ်အဲ့ခင်မအောင်တသိန်းတသိန်းကျွေးရတာဘောရှိတယ်ဟုတ်တယ်ဘာလို့အနုပညာမှာအရန်တန်ဖို့ရှိရဲ့ဒါမှမဟုတ်ကိုကကိုရဲ့အနုပညာရုံဝန်ကြီးကိုအရန်တန်ဖို့ထားတာဘာလို့အကိုတို့မေမျိုးကားတက်ရဲ့လို့ရှိရလေ မန္တလေးမှာရှိတဲ့မန္တလေးတက္ကသိုလ်တွေအားလုံးကနေမေမျိုးကိုလိုက်လာပြီးအားပေးတာလူမြန်မာကအဲ့လောက်ချက်တယ်အာမေမျိုးတစ်ခုလုံးတို့လားလေဟိုဘယ်လိုပြောမလဲចောင်းသူចောင်းသားတွေကိုပြည့်နေတယ်ပြိတ်တယ်အကိုတို့တွေနာကိကတက်ရိုက်တော့တော့မှလေဟိုဖုန်းတွေတစ်လုံးမပြောလို့မရတော့ဘာလို့ကိုလူမြန်မာသမားတွေကလည်းအယောက်450ပါတယ်ပြီးတော့နားတဲ့ပြိတ်တယ်လေဟာနဲအမုံလူမေမျိုးမှာအဲ့တော့ဖုန်းတွေအကုန်လုံးပါလာကြတော့ဟိုဘယ်လိုမှဖုန်းလိုင်းတွေမရတော့ ဲ့လိုအခြေအနေကြီးတန်ဖိုးထားကြတာပေါ့နော်အဲ့လိုမျိုးတန်ဖိုးအလူပညာသမားတွေကိုအခုပြိသက်တွေကအဲ့လိုမျိုးတန်ဖိုးပြန်ထားတဲ့ပုံစံမျိုးအလူပညာလုံနေတဲ့ညီအကိုမောင်နှမတွေပေါ့အလူပညာကိုတန်ဖိုးထားပေးကြပါအကောတော့ဘသူနဲ့အင်တာဗျူးပြုအဲ့စကားကိုအများနဲ့တုံးတယ်။ဒါဆိုတော့ဒါကိုပြန်ပြီးကျေးဇူးတင်တဲ့သဘောလို့ပြောလို့ရလား။ကျွန်တော်ဒူတွေရိုက်ခဲ့တဲ့အတွက်အဲ့လိုပဲပြောရမှာပေါ့လေနော်။သူကျေးဇူးတင်တဲ့လို့လည်းသူတပြားမှမယူပါပဲနဲ့။လူပညာကြီးတပြားမှမယူပဲနဲ့။အခုအလကားရိုက်ပြောရတယ်ပေါ့ မေးတဲ့ချိန်မှာနောက်ဆုံးအဲ့ပန်းသီးလေးကိုခွဲထားတော့အဲ့ပန်းသီးလေးတစ်စိတ်သူ့ကိုကျွေးတယ်ဆိုအဲ့နဲ့အဲ့ပန်းသီးလေးကျွေးတယ်အဲ့ဒါနဲ့ပဲကျင်းနေပြီပြန်အဲ့အဲ့လိုပေါ့ကိုကလည်းအော်ငါသူ့ကိုဒီလိုမျိုးခေါ်ပြီးတော့ရိုက်ပေးခဲ့တဲ့ကျေးဇူးတရားကိုဒီကလေးမလေးနားလေတယ်ပေါ့လေတော့ဒါမဲ့ထူးဆန်းတာကထက်ထမုန်းတဲ့အကူနဲ့ကတနေတဲ့တည့်ရတဲ့တစ်ခုနဲ့တည်းမွေးနေရလားမွေးနေကိုပြောတာမွေးနေမွေးရမွေးလားအတူတူ 1981ငားလာပိုင်းရှိရသူနဲ့ကိုနဲ့အကုန်လုံးအတူအဲ့ဒါလူပညာနယ်ပယ်မှာတော့သူနဲ့ကိုနဲ့ဟိုတက်တဲ့ဆန်ဆန်ပေါ့မွေးနေ့မွေးရက်မွေးလတဲ့အတူတူပဲမွေးချိန်ပဲကြာမယ်လို့ထင်ပါတယ်ကိုကအခုကိုကိုထမင်းကျွေးခဲ့တဲ့ကိုရဲ့ပြိဿကြီးကိုရဲ့ထမင်းရှင်တွေအားလုံးဒီနေ့ချိန်ထိလည်းကိုမစော်ကားခဲ့ဘူးကိုပြိဿကိုထိခိုက်မဲ့အကြောင်းတရားလည်းကိုမလုပ်ဘူးအဲ့တော့အခုဆက်ပြီးတော့ဖြတ်တန်းနေတဲ့အမှုပညာနယ်ပယ်ကအမှုပညာ မြေကိုမောင်နှမတွေလည်းပြိတက်ကိုတံမိုးထားပါလို့ဒီနေရာကနေပြောကြည့်